ကျမတော်ရဲ့လေးချောင်းတိုက်ခိုက်ခံရလို့ဖြစ်ဆုံးသွားကြတဲ့ PD ရဲ့အကြမ်းဖက်အဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားတွေကဝန်နေပက်လက်နဲ့အာဇဘွားပို့ဆောင်ခဲ့ကြတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ကျမတော်ရဲ့လေးချောင်းကနေတိုက်ခိုက်ခံရလို့အတော်အယုံသိဆုံးသွားကြတဲ့ PD ရဲ့အကြမ်းဖက်အဖွဲ့ဝင်ရဲ့ရှုပ်အလောင်းတွေကိုအကြမ်းဖက်သမားတွေကဝန်နေပက်လက်နဲ့အာဇဘွားပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အညာဒီတာကအကြမ်းဖက် PD ရဲ့စခန်းတစ်ခုကိုကျမတော်ဘက်ကနေစတင်မာလာ28ရက်နေ့မင်းညာက လင်ဆောင်မှနေပုံကျဲတက်ခိုက်ခဲ့ပြီးအကျန်းဖတ်စခန်းကျဲတွေကိုကြားရောက်ပောက်ကွဲခဲ့ရာကြောင့်စခန်းအတွင်မှာအိမ်နေတဲ့အကျန်းဖတ်သမားတွေအကြုံယုံချဆုံးသွားခဲ့တယ်လို့သိရပါတယ်။ပါရာမော်တာနေပုံကျဲတက်ခိုက်ခံရတဲ့အကျန်းဖတ်စခန်းမှာမခွေရိုင်းမြိုင်းနဲ့ကမ္ဘာမြို့နယ်ကြားမှာရှိတဲ့အညာမြေအကျန်းဖတ်ကျက်ပေါင်းစုရဲ့စခန်းခွဲတစ်ခုဖြစ်တယ်လို့အကျန်းဖတ်မီဒီယာတွေမှာဖော်ပြထားတာဖြစ်ပါတယ်။စခန်းအတွင်မှာရှိနေတဲ့အကျန်းဖတ်သမားတွေအများအပြားအိမ်နေခြင်းမှာစခန်းတက်တဲ့ကိုပုံကျဲချခဲ့ပေမဲ့အသက်20အရွယ်စခန်းမှုတည်မြင် 七十年月不拉呢，阿得都在零年月南极热冻那对送大的路，阿将派阿婆家特别查了吧？阿库罗斯看你啊，第一站呢，这么容易再开不过看样了哈。玉米肉不干呢，这么老不过两万多度的雪糕，这天没了头查了张皮带路，阿将派他妈肉不干表白人。毕竟在十点马拉十个月那个，不贵人不靠过五六年吗？阿将派毕竟阿婆我你去家里年纪年龄出身呢。 နိုင်ဝမ်းလို့လေးဦးမှာစက်ခန်းကတနက်၅လက်ယူဆောင်ပြီးကျမတော်ဘက်ကိုအလင်းဝဲပတ်ပြောင်းသွားတာဖြစ်ပြီးသူတို့ရဲ့လက်ထောက်ချမှုနဲ့အညာမြေအကျန်းဖက်တက်ပေါင်းစုစက်ခန်းမှာအခုလိုနေရအကြည့်အကြာနဲ့တက်ခိုက်ခံရတာဖြစ်တယ်လို့ညီထွားပြောဆိုကြတာဖြစ်ပါရင်ဂျာပြင်းလန်ကောင်းတို့ရဲ့လက်ထောက်ချမှုကြောင့်ခြံရှိနေတဲ့တက်စခန်းနေရာတွေကိုလည်းချက်မှန်တက်ခိုက်ခံရမှာစိုးရိမ်နေကြပြီးတက်စခန်းတွေမှာမနေရင်မအိပ်ရင်မစားရင်ပဲထွက်ပြေးနေကြရတယ်လို့လည်းသိရပါရဲ့ အညာမီအကျန်းဖက်တပ်ပေါင်းစုစခန်တက်ခိုက်ခံရပြီးတည်ဆောင်းသွားကြတဲ့အကျန်းဖက်သမားတွေကိုချက်အကျန်းဖက်သမားတွေကဒီကနေ့စတင်မလာ29ရက်နေ့နေ့လယ်ပိုင်းကပန်းခွေကန်စားကန်ချက်ပုံပိုက်သူကပိုက်နေဝန်နေပလန်နဲ့စီတမီအတူပပို့ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်မိမိတို့အကျန်းဖက်သမားတွေနဲ့ခရုံချက်ချင်းမတူတဲ့ဒေသခံရဟန်းရှင်လူတွေကိုဖမ်းဆီးတပ်ဖြတ်မိန်းကလေးငယ်တွေကိုမတင်ချင်းတရားချုံလမ်းဖြတ်ရွာမီရှုဆတဲ့ဒေသတွင်းအကျန်းဖက်လောက်ရဟုတမျိုးကိုလုဆောင်နေကြတဲ့ အဆိုပါအစံဖက်သမားတွေရဲ့ဒေဆုံးမှုဟာအဖိုးချန်ထားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့အစံဖက်ပြည်ထောင်ခွဲကအချက်မရှိပြောဆိုထားကြပါတယ်။ထို့ဒေဆုံးမှုအကြားခြေခွဲခံစားရပြီးကြော်လန်ရင်အကြားရဲဘော်တွေရဲ့မိသားစုတွေရဲ့အကြားဆုံးရှုံးမှုတွေကိုပြန်လည်တောင်းယူဖို့စားတော့မှာဖြစ်တယ်လို့ပြောဆိုထားသလိုဒေဆုံးမှုကိုထောက်ရှုပြီးကြော်လန်ရင်မှာယူသားစွာယုံကြည်စွာခိုင်မာစွာလမ်းစဉ်မှန်စွာပေါင်းဝင်ပေးကြဖို့ကိုလည်း ကြက်ခွဲဖို့ထိတဲ့ရင်ဆိုင်မတိုက်ခိုက်ရဲပဲခိုးကြောင်ခွက်သားတိုက်ခိုက်နိုင်နေပြည်ထရအစံဖတ်သမားတွေကအရှက်သိကောင်မဲဆွာတိုက်တုံချပါသေးရင်